thank uh you -huh. င်္ဂလာပါရှင်ခစ်တင်ニュースကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းလာမဒုတိယဗိုလ်မှူးကြီးများအပါအဝင်စစ်ကောင်စီရာရှိလေးဦးတိုက်ပွဲမှာတည်ဆုံပြီးရဲ့နောက်စစ်ကောင်စီကတပ်မ66တပ်မမှုဗိုလ်မှူးချုပ်ဝင်းသူလင်းကိုမင်းလာတို့စီလူပြီးစစ်စင်ရေးလုံခိုင်းကနိုင်နိုင်နေနေမကင်တွဲနိုင်ရင်ယာတူမှာအနာဘေးဖြုတ်ပေးမယ်လို့ထိန်းချုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းမင်းလာမြို့နယ်မှာဒုတိယဗိုလ်မှူးကြီးများအပါအဝင်စစ်ကောင်စီရာရှိကြီးလေးဦးတိုက်ပွဲမှာတည်ဆုံပြီးရဲ့နောက်စစ်ကောင်စီကတပ်မ66တပ်မမှုဗိုလ်မှူးချုပ်ဝင်းသူလင်းကို မင်းလာကိုစေလွတ်ပြီးစစ်စင်ရေးလုပ်ခိုင်းနေကြောင်းတက်တဲ့ရင်အရင်မြင့်နဲ့တော်လိုင်းတဲ့ရင်အရင်မြင့်တွေကပြောပါရယ်စွန်လာ16ရက်နေ့ညနေ4နာရီခန့်ချိန်မင်းလာမြို့နယ်အုတ်တွင်းရွာနေရှိအကြံဖတ်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်စေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာအဲ့ဒီတိုက်ပွဲမှာအကြံဖတ်စစ်တပ်ဘက်မှတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယပုံမှုကြီးဆောင်မျိုးဝင်အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တေပုံမှုဖြုံမင်းဦးတာယာဝရီခရိုင်ခရိုင်ဒုတိယရဲမှုကြီးစုခိုင်မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တေပုံမှုရန်နိုင်အောင်ပါဝင် ်စစ်တပ်ဘက်မှ20ဦးထပ်မံနေတည်ဆောင်းခဲ့ပါတယ်။ ိတ်လို့တည်ဆောင်ပြီးတဲ့နောက်တမ66တမမှုဘုံမှုချုပ်ဝင်းတူလင်းကိုနေပြည်တော်စေယုံကမင်းလာမျိုးနဲ့ခါလာရတစ်ကိုစေလို့အခြေပြုပြီးစစ်ကြောင်းတွေနဲ့မင်းလာမျိုးနဲ့အတွင်ရှိပကိုးယုံမစစ်စင်ရေလှောက်ဆောင်ခိုင်းကြောင်းစစ်ကြောင်းတစ်ခုရင်စင်အား900နဲ့စစ်ကြောင်း3ခုကိုတမ66တမမှုဘုံမှုချုပ်ဝင်းတူလင်းကစီမံကုတ်ကဲပြီးစစ်ကြောင်းထိုးခိုင်းနေကြောင်းသိရပါရယ် PDF အခြေပြုရွာဆိုရင်ဘာမှမချန်တဲ့အကုံရှင်းဆိုပြီးဘုံမှုချုပ်ဝင်းတူလင်းကအမိန်ပေးတဲ့နောက်ပြီးရွာတွေကိုမီးရှို့တာပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေးကြောင်းတိုက်ခိုက်တာတွေနဲ့တောက်ရှောက် ရှိလိမ့်မယ်။မင်းလာကိုနေမြေရှင်းလင်းမှုဆက်စင်ရေးလုပ်နေတာလို့စစ်ဘက်သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။ တမ66တမမှုပုံမှုချုပ်ဝင်းသူလင်ကစစ်တက္ကသိုလ် DSA အပတ်စဉ်39ကျောင်းဆင်းဖြစ်ပြီးမဲလာမြို့နယ်မှာနေမြေရှင်းလင်းမှုမပြုလုပ်နိုင်ပါကစစ်ကောင်စီက၎င်းရဲ့ယာတို့မှအနာပေးတဲ့ဒီအရေးယူမယ်လို့ဖိအားပေးထားကြောင်းဒါကြောင့်ပုံမှုချုပ်ဝင်းသူလင်ကိုရိုင်းစစ်စင်နေမြေအတွင်းရှိကာလာယာတက်မှာအခြေပြုပြီးစစ်ကြောင်းတွေကိုစီမံခန့်ခွဲပြီးကုတ်ကဲနေရခြင်းဖြစ်ကြောင်းသိရပါတယ်။အခုနောက်ပိုင်းစစ်ကောင်စီထိပ်ပိုင်းကနေမြေတွေကိုပြန်ရဖို့တာဝန်ပေးတဲ့အခါမှာမစ်ရှင်ကြဆောင်ရင်ယာတို့ဖြုတ်မယ်ဆိုတာမျိုးတခါတည်းယာစတန်ပေးတာနေမြေတွေဒီအစဉ်ခိုင်းပြီး ီစစ်စင်ရေးကိုကုတ်ကဲခိုင်းနေဒါကနည်းနည်းပြောင်းလဲသွားတဲ့မဟာဗျူဟာလို့ပြောလို့ရတယ်လို့တပ်သတင်းရှင်မြစ်ကရှင်းပြပါရတယ်။ မင်းလာခြေဆိုင်တော်လိုင်းတရင်ရင်းမြစ်တွေကစကောင်စီကမင်းလာမြို့နယ်အတွင်းကိုအလုံးရင်းနဲ့ထိုးစစ်ဆင်နီယာမှာခြေရွာဆဲကုနှီးပါကိုလည်းမိရှုပ်ဖြက်စီခြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းပြည်သူတွေကိုတပ်ဖြတ်ခြင်းလှုပ်ဆောင်နေကြောင်းပြောဆိုပါတယ်။မင်းလာရဲ့စည်ရေးချင်းတွေကအရန်ကိုတင်းမာနေတဲ့ပြည်သူတွေလည်းထောင်ချီဆစ်ဆောင်နေရတဲ့အခြေအနေကအရန်ဆိုရဲလို့မင်းလာမြို့နယ်အခြေဆိုင်တော်လိုင်းတရင်ရင်းမြစ်တွေကရှင်းပြပါတယ်။အကြံဖက်စစ်ကောင်စီကဇွန်လ19ရက်နေ့ကစတင်ပြီးမင်းလာမြို့နယ်အတွင်းကိုစစ်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ် နယ်ကြောင်မဲမြို့နယ်ကိုမနေ့ကညပိုင်းစစ်ကောင်စီတပ်ကလေယာဉ်နဲ့ဘုံးရှစ်လုံးထပ်မံနဲ့ကျင်းချတဲ့ကြောင်တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL လေးကတင်ပိုင်ထားတဲ့ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကမနေ့ကညပိုင်းလေယာဉ်နဲ့ဘုံးရှစ်လုံးထပ်မံနဲ့ကျင်းချခဲ့ကြောင်ဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။မနေ့ကည8:35မိနစ်ချိန်မှ၎င်းည8:40မိနစ်ချိန်မှ၎င်းည8:53မိနစ်ချိန်မှ၎င်းစစ်ကောင်စီတပ်ရဲ့လေယာဉ်ကဘုံးများကျင်းချခဲ့ကြောင်ကြောင်မဲမြို့တောင်ပတ်လေကွင်းနဲ့ အမတ်ခုနှစ်ရက်ကွက်ကောက်ကွေးနာရှိတိုင်းဆောင်များပေါ်ကိုကြားရောက်ပကွေးခဲ့ကြောင်းလက်ရှိအချိန်မှာထိခိုက်ဒေဆုံမှုအခြေအနေနဲ့ပြည့်စည်မှုအခြေအနေမသိရသေးဘူးလို့ဒေသခံပြည်သူတွေကပြောဆိုကြပါတယ်။ ပြည်သူတွေကိုနေရောညပါစစ်တပ်ကလေကြောင်းတိုက်ခိုက်နေတာပါကြောင်မဲမျိုးပေါ်မှာပြည်သူတချို့ကတော့မနေရဲလို့စားရှောင်နေကြပြီးတမင်းနေလို့မရအောင်ဖုံးကျတာလို့တတ်မှတ်လို့ရပြီလို့ဒေသခံပြည်သူကဆိုပါတယ်ဇွန်လ29ရက်နေ့နေ့လယ်2မိနစ်30ချိန်ကြောင်မဲမျိုးတစ်ကွက်ပေလုံလန်းကံဘောစာရှမ်းကျောင်းကြီးကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဖုံးကျခဲ့ရာအမျိုးသားအနှောင်းနဲ့မျိုးသမီးတောင်စုစုပေါင်းပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအုံးမှာအသက်အန္တရာယ်ဆိုရင်ရကြောင်ဒေသခံပြည်သူတွေကဆိုပါတယ်စစ်ကောင်စီကဇွန်လ29ရက်နေ့နဲ့ဇွန်လ24ရက်တို့မှာလည်း ဲကြောင်မဲမျိုးပေါ်ကိုလင်းရင်နဲ့ပုံကျဲချတဲ့အတွက်ပြည်သူ၅ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ မြန်မာပြည်သူတွေကိုကူညီနိုင်မယ့်နီလန်လေးကူကိုလူခွင့်ရမဟာမင်းကြီးတင်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပြည်သူတွေကိုထိထိရောက်ရောက်ကူညီပေးနိုင်မယ့်နီလန်လေးကူကိုကုလသမဂ္ဂလူခွင့်ရဆိုင်ရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူခွင့်ရကောင်စီညီလာခံမှာမြန်မာလူခွင့်ရဆိုင်ရာစီရင်ခန်းစာတစ်စောင်ကိုတင်သွင်းရင်းခြားကအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြောဆိုသွားခဲ့တာပါ။သူကအာဏာသိမ်းစစ်တပ်အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာလူခွင့်ရချင်းတွေကပုံမကြက်တဲ့ဆိုးရွားလာနေတာကိုအတိ ည်ပြုခဲ့ပြီးတဖက်မှာလည်းမြန်မာပြည်သူတွေဟာအပြောင်းလဲအတွက်မျှော်လင့်ချက်တွေကိုကြံကြံခိုင်းစုံကင်ထားစေလို့ဆိုပါတယ်လူ၄တောင်လောက်တည်ဆောင်ခဲ့တဲ့မလ28ရက်နေ့ငလင်ကြီးအပြီးမှာမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးခက်ခဲလာကြောင်းဒါပေမဲ့ပြည်သူတွေကတော့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးတွေပြည်ဝတဲ့အနာဂတ်ကိုဆက်လက်မျှော်လင့်နေစေလို့ထားကကောင်စီညီလာခံမင်းကမှထည့်သွင်းပြောကြားသွားပါတယ်။ မြန်မာပြည်သူတွေကိုတင်ရောက်တဲ့အကူအညီတွေပေးဖို့ဆိုရင်ကောင်စီနဲ့နိုင်ငံတကာအသိုင်းအဝန်းကအဓိကလှုပ်ဆောင်နိုင်တဲ့အပိုင်းလေးခုရှိတယ်လို့သူကအကြံပြုထောက်ပြခဲ့ပါတယ်ပထမအဆုံးလှုပ်ဆောင်ရမှာကတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးအဲ့ဒီကောင်စီအောက်မှာနိုင်ငံအကျဉ်းသားတွေကိုလွတ်ပေးဖို့တပ်ဖြတ်မှုနဲ့တခြားဆိုးရွားမှုတွေကျူးလွန်သူတွေကိုထိရောက်စွာဖြစ်ပြီးအေးအေးယူနိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်ပြီးတော့မြန်မာအရေးကိုပြည်ပဆိုင်ရာရာဇဝတ်ခုံရော ICC စင်တင်ပြနိုင်ဖို့လည်းသူကတိုက်တွန်းခဲ့ပါတယ်ဒုတိယလိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအလုံးလေးစားကြမဲ့ ီမိုကရေစီအယက်သားအစိုးရပေါ်ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်ရိုဟင်ဂျာတွေနဲ့လူနည်းစုတိုင်းရင်းသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကိုဖယ်ရှားမှာဖြစ်ပြီးအယက်သားတွေရဲ့ခွင့်ရေးတွေနဲ့မီဒီယာလွတ်လပ်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်တတိယတောင်းဆိုမှုအနေနဲ့မျှတပြီးအစုအဖွဲ့အလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ့်စီဝိုင်းမျိုးပြန်လည်တည်ဆောက်ဖို့ဖြစ်တယ်လို့ထပ်ကပြောပါတယ်စစ်တပ်နဲ့စစ်တပ်အလို့တော်ကြီးအစုအဖွဲ့တွေအတွက်ပဲကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခွင့်မပြုပဲဂျမ်းမာရေးပညာရေးလူမှုဝန်ဆောင်မှုကဏ္ဍတွေအတွက်ရှင်းလင်းမြှုပ်နှံဖို့လည်းလိုအပ်ကြောင်းသူကထောက်ပြခဲ့ပါတယ် ်ဇီဝါရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာပြည်သူတွေရဲ့လူမှုဘဝမြင့်တင်ရေးကိုအားပေးထောက်ပံ့ပေးဖို့လဲခြားကတိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလစ်လျူမရှုဘဲနိုင်ငံတကာတိုင်ဝန်ကဝိုင်းဝန်းကူညီပေးကြဖို့ဆိုရပါပဲ။အဲ့ဒီတည်းမှာမြန်မာစစ်တပ်ပေါ်လက်နက် ဝယ်ယူခွင့်ပိတ်ပင်တာစီးပွားရေးရအရေးယူပိတ်ဆိုတာလေရင်စီတွေတင်သွင်းလို့မရနိုင်အောင်တားမြစ်တာပဋိပက္ခတွေကနေထွက်ပြေးတင်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစားတဲ့ကဏ္ဍပေါင်းစုံအကြုံဝင်ပါတယ်ပြီးတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအထောက်ပံ့တွေပေးပို့နိုင်ဖို့အတွက်ပို့ပြီးပြောင်းလဲပြင်လဲရှိတဲ့စိတ်ကူးညံထက်သန်တဲ့နီးလန်းတွေကိုရှာဖွေအသုံးပြုကြဖို့လည်းပါဝင်ခဲ့ပါတယ် နောက်ပြီးတော်လိုင်းအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်တပ်ကိုတွန်းလှန်နေတဲ့တိုင်းဒေသလက်နက်ကိုင်အင်အားစုတွေဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအရက်ဖက်ဖွဲ့စည်းတွေနဲ့ထိတွေ့မှုတွေမြင့်တင်ဖို့လဲထကထဲသွင်းအကြံပြုခဲ့ပါတယ်သူရဲ့မိန်ကွန်းအဆုံးသတ်မှာတော့ထကမြန်မာစစ်တပ်အနေနဲ့အကြံဖက်ရန်လိုတိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးလူသားချင်းစာနာမှုအကူအညီတွေဖြန့်ဝေပေးမှုတွေကိုခွင့်ပြုဖို့မတရားဖန်ဆီးထားသူအလုံးကိုလွှတ်ပေးဖို့လဲတောင်းဆိုသွားပါတယ်အရန်ကြက်တဲဆိုးရွားနေတဲ့ကာလမှာတော့မြန်မာပြည်သူတွေကလူခွင့်ရေးပေါ်ချေခံတဲ့အနာဂတ်မျိုးအတွက်အစ ီစဉ်တွေချမှတ်လှုပ်ဆောင်နေကြောင်းအဲ့ဒီမျော်လင့်ချက်တွေလည်းတွေ့ဖြစ်လာအောင်မြန်မာပြည်သူတွေကိုကူညီဖို့နိုင်ငံတကာအတိုင်းအဝန်မှာတာဝန်ရှိကြောင်းထပ်ကပြောပါရတယ်။ ဆလပီတိုင်းဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဘန်ကောက်မှာဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိတိုင်းဝင်ကြီးချုပ်ဖေတောင်တန်ကိုအယုံကြည်မရှိတဲ့အတွက်ရှာဒူးမှာနှုတ်ထွက်ပေးဖို့တိုင်းပြည်သူတထောင်ခံကဘန်ကောက်မြို့မှာဒီကနေ့မနက်ပိုင်းစုဝေးဆန္ဒပြခဲ့ကြတယ်လို့ဆိုပါတယ်။ဆန္ဒပြသူတွေကလက်ရှိတိုင်းကမ်ဘောဒီးယားနေဆက်အငင်းပွားမှုပြဿနာမှာတိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ထောက်ခံကြောင်းပြသခြင်းနဲ့လက်ရှိဝင်ကြီးချုပ်ကိုရှာဒူးမှာနှုတ်ထွက်ဖို့အဓိကတောင်းဆိုတဲ့စာသားများတိုင်းလမ်များကိုကင်ဆောင်ဆန္ဒဖော်ထုတ်ကြတယ်လို့ဆန္ဒပြပွဲဦးဆောင်သူတွေကလည်းစင်မြင် ချက်မှာအဲ့ဒီအကြောင်းအရာတွေကိုအဓိကလှုံ့ဆော်ဟောပြောကြကြောင်းသိရပါဗန်ကောင်းမျိုးရဲ့အထင်ကနေရဖြစ်တဲ့အောင်ပွဲခံမော်ကွန်းတိုင်မှာရောက်ရှိနေတဲ့ဆန္ဒပြသူများလုံခြုံရေးအတွက်တက်ခွဲလေးမှာရဲတပ်ဖွဲ့ဝင်2055ဦးချထားခဲ့ကြောင်းရဲတပ်ဖွဲ့ဒုတိယဗိုလ်ချုပ်ကြီး တီယာဒပ်တန်မာစုတီကပြောပါရယ်ဒါအပြင်အဆိုပါအေရီးယားကို CCTV ကင်မရာ200ကျော်နဲ့စောင့်ကြည့်နေပြီးအရေးပေါ်လူနာတင်ရင်လေးစီးနဲ့ဖန်ခွင်ပစ္စည်းများဖင်ရှားရှင်းလင်းအဖွဲ့တွေကမြေပြင်နဲ့မိုးပြန်လန်းတခြားမတင်ကားဆရာပစ္စည်းတွေအတွက်ကင်းလဲစောင့်ကြည့်လျက်ရှိတယ်လို့တီယာကြောင့်သတင်းမှဖော်ပြပါရှိပါရယ်ရှင်